ဒီစကားလေးကတော့2013လောကအတွက်ရှိတာတဲ့ Percy Jackson The Sea of the Monster ဆိုတဲ့စကားလေးပဲဖြစ်ပြီးပင်လယ်နဲ့ပြားပိုဆိုင်တဲ့လူသားတစ်ယောက်နဲ့ချစ်ကြွမ်းဝင်ပြီးသူမွေးလာတဲ့သားကလည်းလူတစ်ပိုင်းနဲ့တစ်ပိုင်းဖြစ်တာမို့သွေးနှောနေတဲ့နှစ်ဖျားတစ်ပါးဖြစ်ပြီးတော့သွေးနှောဖြစ်လို့အနှင်ခံရတဲ့ Percy ကသူမျိုးနော်ဝင်တွေကိုဘယ်လိုကာကွယ်ပေးလဲဆိုတာကိုကြည့်ရှုရမှာပါမင်္ဂလာပါညီမတော်နေကြီးပါညီမတင်ဆက်ပေးတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel ကို subscribe လုပ်ပြီး notification လောင်းလေးနှိပ်ထားလို့ရပါတယ်နော်လွန်ခဲ့တဲ့9နှစ်ကသွေးနှောစခန်းရှိရာဘက်ကိုအရောက်လာခဲ့တဲ့သွေးနှောကလေး၄ယောက်ဟာ အဲ့ဒီစခန်းကိုမရောက်ခင်မှာပဲသူတို့သွင်းနှောတွေကိုစားတော့ပြလိမ့်ရှိတယ်ဆက်ကလော့တွေတိုက်ခိုက်တာကိုခံလိုက်ရပြီသူတို့ဖွဲ့တွေကတဲလီယာဆိုတဲ့ကောင်မလေးရတော့ကျန်တဲ့၃ယောက်ကိုကယ်တင်နိုင်မှုအတွက်သူ့အတောက်စရီးခဲ့ပါတယ်အဲ့လိုနဲ့ပါစီတို့တငယ်ချင်း၃ယောက်ကတော့သွင်းနှောစခန်းထဲကိုရောက်အောင်သွားနိုင်ခဲ့ပြီအကောင်ကြီးတွေရဲ့လက်ထဲမှာတိုက်ခိုက်ခံလိုက်ရတဲ့တဲလီယာကတော့တည်ရန်ဆဲဆဲဖြစ်နေတော့မှာပဲတဲလီယာရဲ့ဖခင်စုနှစ်ဖခင်ဟာတဲလီယာကိုအသက်ဆက်ရှင်နိုင်မှုအတွက်တေဆုံးတော့မဲ့သူမခန္ဓာကိုအကာအကွယ်တပ်ပင်တစ်ခုအဖြစ်ပြောင်းပေးလိုက်ပြီအဲ့ဒီတပ်ပင်ကပဲသွင်းနှောတွေရဲ့စခန်းကိုတဒိုင်းအဖြစ်နဲ့လွှမ်းခြုံလိုက်တာ နောက်ထပ်သွေးနော်ရီလည်းဒီလိုဖြစ်ဆိုးမျိုးမဖြစ်ရအောင်အကာအကွယ်ပေးခဲ့ပါတယ်။အဲ့ဒီကလေး၃ယောက်ကတော့ပါစီ၊အန်နာနဲ့ဂရိုဗာတို့ပဲဖြစ်ပါတယ်။အဲ့လိုနဲ့ခုနှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့သွေးနော်စခန်းထဲမှာပြိုင်ပွဲကျင်းပနေကြတာဖြစ်ပြီးပွဲမှာအနိုင်ရရှိသွားတဲ့စစ်နှစ်ဖရားရဲ့သမီးတော်ဖြစ်တဲ့ Clarice ဟာပါစီကိုအနိုင်ရယူနိုင်ခဲ့တဲ့အတွက်သူမကိုသူမအရန်နဲ့အမွန်းတင်နေပြီးပါစီကိုတော့အသုံးမချတဲ့သူတစ်ယောက်လိုမျိုးအများအားဆက်ဆံလေးရှိပါတယ်ဒီလိုတွေနှိမ်ပြောနေတဲ့အတွက်အန်နာကသူ့ငယ်ချင်းအတွက်နာသွားပြီးပါစီကအိုလံပတ်တစ်ခုလုံးကိုကယ်ခဲ့တာနဲ့တည်းနှစ်သက်အများကြီးတာတယ်လို့ပြောလိုက်ပြီး ပါစီကိုလည်းကလဲရီရဲ့စကားတွေကိုဂေးမဆိုင်ဖို့ပြောလိုက်ကသူ့စကားတွေကိုနစ်နာတဲ့ဝင်မဲ့စားစိတ်ခွာတွေကိုသာရက်ပေးခြင်းနဲ့လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ Grover ကတော့ "तू ကစိတ်တပိုင်းလူတစ်ပိုင်းဖြစ်တဲ့အတွက်နင်တကယ်ရက်ပေးခြင်းနဲ့လား"လို့မေးလိုက်ပြီးဒီချိန်မှာပဲခိုင်ဝင်ရောက်လာကပိန်ပွဲကြောင့်ရှုပ်ပွားနေတဲ့မိုက်တွေကိုပါစီကိုသိမ်းဖို့ပြောခဲ့ပါတယ်အဲ့နောက်မှာတော့အမြဲတမ်းအနှင်ခံရလို့သူ့ကိုယ်သူယုံကြည်မှုနဲ့နေတဲ့ပါစီဟာသူ့ဖေပင်လဲနှစ်ပြားနဲ့စကားပြောခြင်းနဲ့အတွက်ပင်လဲရေကိုလက်နဲ့ထိလိုက်ပြီးကျွန်တော်အိုလံပတ်စ်ကိုကယ်တင်ခဲ့တော့ကတကယ်ပဲကျွန်တော်အရေးချင်းရှိလို့လားဒါမှမဟုတ်ကန်တရားကြောင့်များဒီလိုဖြစ်နေရလားလို့မေးလိုက်ပြီ ။သူပြောတဲ့စကားကိုပင်လေကြီးကလည်းဘာမှမတုတ်ပြန်တဲ့အတွက်အဖေနဲ့နောက်တစ်ခါစကားမပြောတာပဲကောင်းပါလေလေဆိုပြီးထထွက်သွားလိုက်ပါတယ်။ဒါပေမဲ့သူထွက်သွားပြီးတဲ့နောက်မှာတော့ပင်လေပင်ကလှုပ်ခတ်ပြီးကျန်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့သွေးနှောတွေရဲ့အကြီးကဲဖြစ်တဲ့လူတစ်ပိုင်းမျက်နှာပိုင်းခန္ဓာကိုယ်ရှိတဲ့မစ္စတာတွေကအရေးတကြီးပြောစရာရှိတယ်ဆိုပြီးပါစီကိုခေါ်တွေ့ခဲ့ကပူဆိုင်တဲ့နောက်ထပ်သွေးနှောသားတစ်ယောက်ကသူတို့စကားအောင်ကာကွယ်ထားတဲ့အကာအကွယ်မော်တစ်ပင်ကိုကြော်ဖြတ်လာနိုင်တဲ့အကြောင်းနဲ့ပါစီနဲ့အဖေတို့မိခွဲညီကိုတော်တယ်။သွေးနှောတယောက်ဖြစ်ကြောင်းပြောပြလိုက်ပြီ။အဲ့ဒီသွေးနှောကောင်လေးရဲ့နာမည်ကတော့တိုင်ဆန်လို့ခေါ်က သူ့ရဲ့ထူးခြားချက်ကတော့နှစ်ဖူးလေတက်တဲ့မှာမျိုးလုံးတစ်လုံးနဲ့ပါနေရပဲဖြစ်ပါတယ်။တိုက်ဆန်ဆိုတဲ့ကောင်လေးကတော့သူ့ရဲ့ညီကိုတယောက်ဖြစ်တဲ့ပါစီကိုမင်းမင်းချင်းသဘောကျသွားပေမဲ့ပါစီကတော့အခုမှရုတ်တရက်ကြီးတွေးရတဲ့မျိုးလုံးတစ်လုံးနဲ့နဲ့ကောင်ကိုညီကိုတော်ရမယ်ဆိုတော့စိတ်ထဲတမျိုးဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့သူ့ညီကိုနှစ်ယောက်ဟာအခြားသူတွေလိုပဲတတ်မှတ်ထားတဲ့နေရာမှာဓမင်းစားနေလိုက်ကြတာဖြစ်ပြီးတိုက်ဆန်ကတော့ငါ့အဖေကိုတန်းဒီနေရာကိုပို့လိုက်တာပဲလို့ပြောလိုက်တဲ့အတွက်ပါစီကလည်းမင်းအဖေနဲ့တွေ့ခဲ့တာလားလို့မေးလိုက်ပါတယ်။တိုက်ဆန်ကငါတတော်ရဲ့မြောက်ဘက်ပိုင်းမှာနေတာလေ။ တနေ့ငါနိုးလာတဲ့အခါမှာတော့ငါ့ရဲ့အိယာခေါင်းရင်းနှာမှာခင်းသုံးခေါက်လက်နဲ့ယူတွေ့လိုက်ရတယ်။အဲ့ဒီလက်နဲ့ကြီးကလည်းအယောင်တွေတောက်ပွားပြီးတောင်မပိုင်းအောင်ရွှေ့သွားတယ်။ဒါနဲ့ပဲအဲ့ဒီတောင်ပိုင်းအောင်ထွက်လာခဲ့လို့အခုလိုမင်းနဲ့ဆုံတွေ့ရတာပေါ့လို့ပြောလိုက်ပါရတယ်။ဒီချိန်မှာပဲ Clary ရောက်လာပြီးပါစီရဲ့ခုမှတွေ့ရတဲ့ညီကိုကမျက်လုံးတစ်လုံးနဲ့ကောင်ဖြစ်နေတဲ့အတွက်လာပြီးလောင်ပြောင်နေရပဲဖြစ်ပါရတယ်။ဒါကြောင့်မတိုင်ဆန်ဟာသူ့ကိုလာလောင်နေတဲ့အတွက်သူ့ရဲ့မျက်လုံးကောက်ွယ်တဲ့အနေနဲ့နေကမျက်မှောင်တက်ထားလိုက်ပါရတယ်။ဒီချိန်မှာပဲရုတ်တရက်ကြီးတိုင်ဆန်ကငါနှစ်သိုးနဲ့ရတယ်လို့ပြောလိုက်ပြီးသူတို့ထိုင်နေတဲ့စပွဲတွေအားလုံးကငလင်လှုပ်တယ်လို့မျိုးတုံခါသွားပါတော့တယ်။ ဒီလိုတုံ့ကာမှုကတစ်ချက်တည်းမဟုတ်ပဲသူတို့စခန်းရဲ့အကာအကွယ်အပြင်ဘက်ကိုတစုံတစ်ခုကတဒုံဒုံနဲ့လာဆောင်နေတာကြောင့်ဒီလိုတွေဖြစ်နေတာကိုရိပ်မိသွားကအပြင်ုံထွက်ကြည့်လိုက်ကြတဲ့အခါမှာတော့ဆက်ယုံနှစ်တိုးကြီးတစ်ကောင်ကအကာအကွယ်တိုင်းကိုသူ့ရဲ့ဂျိုးကြီးနဲ့ထိုးခွေဖြိုခွဲခဲ့တာဖြစ်ပြီးသူတို့စခန်းထဲကိုတချိန်တော့ပြေးဝင်လာကတိုက်ခိုက်ပါတော့တယ်ဆက်ယုံနှစ်တိုးကခေါင်းစအမီဆုံးဆက်ကလုတ်တွေနဲ့တက်ဆင်နေဖြစ်တဲ့အပြင်ပါဇက်ထဲကပါငကားတွေလိုမျိုးမီးမုံနိုင်ပါသေးတယ်ဒီလိုနဲ့ပါစီတို့ဟာဒီကောင်ကြီးကိုတတ်နိုင်မှအားနေချက်တနေရာရတော့ရှိမှာပဲလို့ပြောလိုက်ပြီး ာစီရဲ့နှစ်သိုးကိုရှေ့ရနေရဲ့ရောင်ပြတာလိုက်ကအရှိအိုအာယုံရောက်နေတဲ့နှစ်သိုးကိုအန်နာနောက်ကနေလှမ်းနဲ့ထိုးပစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းနှစ်သိုးရဲ့စကလုတ်တွေကြားထဲဝင်သွားပြီးတစားစီဖြစ်သွားပါတယ်။နှစ်သိုးစိတ်ရုပ်ကြီးရလေသူ့အနောက်ကနေအန်နာတိုက်ခိုက်နေတာကိုသိသွားပြီးအန်နာနောက်ကိုလိုက်ဖို့လုပ်ပါတယ်။ဒီချိန်မှာပဲကလဲရစ်ကနှစ်သိုးရဲ့ကိုဘော်ကိုခုန်တက်လိုက်ပြီးအပေါ်ကနေဓာတ်နဲ့ထိုးပစ်လိုက်ပေမဲ့နှစ်သိုးစိတ်ရုပ်ကဘာမှမဖြစ်ပဲနှစ်သိုးကခါထိုးပစ်လိုက်တာကြောင့်ကလဲရစ်ကသာအဝေးကိုလွန့်စင်ပြီးကျသွားပါတော့တယ်။ဒီလိုနဲ့ကလဲရစ်ကိုဂျိုးနဲ့ခွေဖို့ တရှိန်တို့ပြေးဝင်လာတဲ့နှစ်တိုးဆက်ယုတ်ကြီးကိုတိုက်ဆန်းရှစ်တတဲ့ရနေဝင်ကနှစ်တိုးရဲ့ဂျိုးကိုတွန်းထားလိုက်ပြီးနှစ်တိုးကြီးကတော့သူ့မျက်စိရှစ်တတဲ့ရတိုက်ဆန်းကိုမီးနဲ့မှုတ်ထလိုက်ပါတော့တယ်နှစ်တိုးကြီးကိုတွန်းထားနိုင်တဲ့တိုက်ဆန်းကတော့ခွန်အားသာကြီးုံနဲ့မကမီးလောင်တာလည်းဘာမှမဖြစ်ပါဘူးဒါကြောင့်မဲနှစ်တိုးကြီးရဲ့လည်း surprise ဖြစ်သွားပြီးဒီလို surprise ဖြစ်နေတော့မှပဲ Grover ရဲ့အုပ်စုကနှစ်တိုးကြီးကိုနောက်ကနေတက်တုံးနဲ့ပြဆောင်လိုက်တဲ့အခါနှစ်တိုးကြီးကဒေါသထွက်သွားပြီး Grover ရဲ့နောက်ကိုလိုက်ဖို့လုပ်ပါတော့တယ်အဲ့လိုနဲ့ Grover ရဲ့နောက်လိုက်နေတဲ့နှစ်တိုးကိုပါစီကတန်ကျိုးနဲ့ခေါင်းအောင်ပတ်ပြီး နှစ်တိုးကိုဆွဲဖို့လုပ်ခဲ့ပေမဲ့နှစ်တိုးကပါမလာပဲသူကပဲနှစ်တိုးနောက်ကိုတရွတ်တိုက်ပါသွားပါရတယ်။အဲ့လိုနဲ့နှစ်တိုးကသူ့ကိုပတ်ထားတဲ့တန်ချိုးကိုခါထုတ်လိုက်တဲ့အခါမှာတော့ပါစီကနှစ်တိုးနဲ့မျက်နှာချင်းဆိုင်နေရာကိုရောက်သွားပြီးနှစ်တိုးကမိနဲ့မဟုတ်ဖို့လုပ်ပါရတယ်။ဒီချိန်မှာပဲပါစီကသူ့ရဲ့အိတ်ဆောင်နဗျာဓာလေးကိုထုတ်ပြီးဟားနေတဲ့ပါဇက်ပေါက်ကနေတဆင်နှစ်တိုးရဲ့ခန္ဓာကိုယ်ထဲကိုပြစ်ထည့်လိုက်တဲ့အခါမှာတော့အဲ့ဒီဓာကလည်းအဆုံးထိဖောက်ဝင်သွားပြီးလျှက်စက်နဲ့လှုပ်ထားတဲ့နှစ်တိုးရဲ့ခန္ဓာကိုယ်ကလည်းရှော့ဖြစ်သွားကချက်ချင်းဆိုသလိုပဲပေါက်ကွဲထွက်သွားပါရတယ်။ဒီလိုပေါက်ကွဲပြီးပြီးချင်းမှာပဲသူ့ရဲ့ရန်သူတော်ကြီးလူကရောက်လာပြီး ငါကကကကရှာရတဲ့နှစ်သိုးယူမင်းရဖြက်စီးပစ်လိုက်တာလားလို့မေးလိုက်ကမင်းအတွက်ဟောထားတဲ့ဗျာဒိတ်တော်ကိုကြားပြီလားလို့မေးလိုက်ပါတယ်ခါရုံနဲ့မစ္စတာဒီတို့ကငါတို့လိုသွေးနှောတွေကိုခလေးတတလို့ပဲသဘောထားပြီးနေရုပ်တွေလိုမျိုးဟိုရွှေ့ဒီရွှေ့ပဲလုပ်နေကြတာလို့ပြောလိုက်ကသူ့အိတ်ကတ်ထဲကဆက်တစ်ခုကိုဆွဲထုတ်လိုက်ပြီးအဲ့ဒီဆက်နဲ့တူပြောက်ွယ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ခါရုံနဲ့မစ္စတာဒီတို့ဥဆောင်ပြီးသူတို့စကမ်းရဲ့အကာအကွယ်တိုင်းကိုနှစ်သိုးကြီးကဘလို့များဖောက်ဝင်လာတာလဲဆိုပြီးစစ်ဆေးကြည့်လိုက်တော့အကာအကွယ်တစ်ပင်ကအစိတ်ခက်ခံနေရတာဖြစ်ပြီးတေတော့မလို့ဖြစ်နေကြ ပါစီကတော့အစိတ်ခက်ခဲတဲ့သူကလူပဲလို့ပြောလိုက်ပြီးအတားအဆီးကိုဖျက်ပြီးသူတို့စကမ်းလူတွေအားလုံးအနိုင်ယူချင်နေတာလို့ပြောပြလိုက်ပါတယ်။အဲ့နောက်မှာတော့ပါစီဟာဗျာဒိတ်တော်နဲ့ပတ်သက်ပြီးသူကဗျာဒိတ်တော်နဲ့ထိုက်တန်တဲ့သွေးနှောတယောက်ဟုတ်ရဲ့လားဆိုတာကိုမစ္စတာဒီကိုသွားမိခဲ့တာပဲဖြစ်ပါတယ်။မစ္စတာဒီကတော့တိတားတာများတိုင်းလည်းမကောင်းဘူးလို့ပြောလိုက်ပြီးနဖရားတွေကလူသားတွေကိုနှိပ်စက်ချင်တဲ့အခါကျရင်သူတို့တောင်းတဲ့ဆုကိုဖြည့်ဆည်းပေးလိမ့်ရှိရဲ့လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့မစ္စတာဒီကဗျာဒိတ်တော်ကိုဖတ်ကြားပေးတဲ့ဒက်ဖီရဲ့ဝိညာဉ်ရှိရာစီပါစီကိုလှုပ်ပြီးမင်းမြန်ခိုင်းခဲ့ပါတယ်။ ဗျာဒိတ်တော်ဟောတဲ့ဝိညာဉ်ကတော့အနာဂတ်ကိုမကြည့်ခင်မှာအတိတ်ကိုပြန်ကြည့်ရတယ်လို့ပြောလိုက်ပြီ။ Olympus တွေနဗျာတွေရခဲ့မတိုင်ခင်ကဒီကဘာကြီးကိုနဗလူးတွေအုပ်ချုပ်ကြတယ်လို့ပြောလိုက်ပြီ။အဲ့ဒီနဗလူးတွေကိုဦးဆောင်တဲ့သူကတော့ Chrono ဘက်ဖြစ်ကာ Chrono ကတဖြည်းဖြည်းနဲ့သူ့သားသမီးတွေကိုသူကိုယ်တိုင်တပ်စားပြတဲ့အထိရက်ဆက်ကျဉ်းချုပ်လာခဲ့ပါတယ်။ဒါပေမဲ့ Chrono ရဲ့သားသုံးယောက်ဖြစ်တဲ့ Zeus, Hades နဲ့ Poseidon တို့သုံးယောက်ကတော့လွတ်မြောက်သွားပြီ။သူတို့သုံးယောက်ပေါင်းက Chrono ကိုတိုက်ခိုက်ခဲ့ကြပြီ။ Chrono ကိုပေါင်မဲနဲ့ဆိုင်တဲ့မြေရောက်ကဘာမှာပိတ်လောင်ထားခဲ့ပါတယ်။ ဒါပေမဲ့ခရိုနိုကပြန်လည်ထမြောက်ဖို့အခွင့်လမ်းရလာခဲ့ပြီးအိုလံပတ်စ်နဲ့ကမ္ဘာမြေကိုလည်းဖျက်ဆီးပစ်တော့မှာဖြစ်တဲ့အတွက်ဒီနှစ်ဖျားသုံးမရဲ့သွေးနော်ကလေးတယောက်ကသာခရိုနိုအနိုင်တိုက်နိုင်မှာဖြစ်ကြောင်းပြောလိုက်ပြီးအဲ့ဒီကလေးကတစ်ကမ္ဘာလုံးကဲလဲကဲတင်နိုင်တယ်လို့ဖျက်လဲဖျက်ဆီးပစ်နိုင်တယ်လို့ပြောလိုက်ပြီးတော့ဒီဖြစ်ရဲ့ကြီးကပင်လယ်ပြင်ရဲ့သားတော်နဲ့မိုးချိုတခုတို့ရွှေရောင်ပိတ်စတခုကိုနှစ်ဦးရှင်ပြန်ရယူတဲ့အခါမှာဒီကိစ္စရဲ့ဖြစ်ပေါ်လာလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်။အဲ့ဒီအပြင်အကြီးဆုံးနှစ်ဖျားရဲ့သွေးနော်တွေကအသက်20ပြည့်တဲ့အချိန်မှာဒီကိစ္စတွေကစတင်ဖြစ်လာမယ်ဆိုတာနဲ့ ဒီမကောင်းဆိုးအကြံစီတွေကိုဓာတ်တစ်ချောင်းကပဲအပိသက်ရေးသေးနိုင်လိမ့်မယ်ဆိုတာကိုဗျာဒိတ်တော်ပြီးခဲ့ပါတယ်။ဒီလိုနဲ့ပါစီဟာသူတိလာခဲ့ရတဲ့ဗျာဒိတ်တော်အကြောင်းကိုမစ္စတာဒီကိုပြပြလိုက်ပြီးမစ္စတာဒီကလည်းနဗျာသုံးမရဲ့တယောက်တည်းသောသွေးနော်သားမင်းမယ်လို့ပြောလိုက်ပြီးပါစီကတော့သူကအိုလံပတ်ကိုကယ်တင်ဖို့အတွက်အရေးအချက်မပြည့်မီလို့မကယ်နိုင်မဲ့ဖြည့်ဆည်းမိခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီးသူ့ကိုယ်သူယုံကြည်မှုတွေနဲ့ပါနေခဲ့ပါတယ်။အဲဒီနောက်မှာတော့အန်နာဟာသူရဲ့အကာအကွယ်တစ်ပင်ကိုပြန်ကူးတာနိုင်မဲ့ရွှေရောင်ပိတ်ဆောက်ကိုတွားရှာမဲ့အကြောင်းခိုင်ရွန်ပြောပြလိုက်ပြီးခိုင်ရွန်ကတော့ အဲ့ဒီရွှေရောင်ပိတ်ဆတ်ရှိတဲ့နယ်မြေကလူသားတွေအခေါ်ရဆိုရင်ဘာမူရာတွိကန်ဒေတာထဲမှာရှိတယ်လို့ပြောလိုက်ပြီးအဲ့ဒီကိုသွားသမျှလူတန်းကလည်းအကုန်သိကုန်ကြတာပဲလို့ပြောလိုက်ကမင်းတို့လုံးမဲ့အစီအစဉ်ကအတော်လေးဆိုးတာပဲလို့ပြောလိုက်ပါတယ်။ဒိုင်းမခိုင်ရုံဟာမကြခင်မှာပဲစကန်းတစ်ခုလုံးကိုစူဝေးခိုင်းလိုက်ပြီးသူတို့ရဲ့အကာအကွယ်တပ်ပင်ကိုကုသနိုင်မယ်တခုတည်းသောနီလန်ဟာရွှေရောင်ပိတ်ဆတ်ဖြစ်တဲ့အကြောင်းနဲ့အဲ့ဒီရွှေရောင်ပိတ်ဆတ်ဟာမြေပုံမရှိတဲ့ပင်လယ်ရေနက်ကြီးထဲမှာဖြစ်ကြောင်းပြောလိုက်ပြီးအဲ့ဒီပိတ်ဆတ်ကိုယူရမဲ့လူနည်းအောင်ရွေးချယ်ကသူရွေးချယ်လိုက်တဲ့သူကတော့ Clarice နဲ့ Sita တယောက်ပဲဖြစ်ပါတယ်။ အဲ့နောက်မှာတော့ပါစီဟာရွှေအောင်ပိတ်ဆက်ရှာဖို့အတွက်သူ့ကိုတောင်းမပေးပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဗျာဒိတ်တော်လဲကြားရတာမို့လို့သူ့မှာတာဝန်ရှိတယ်လို့ခန်းစားရတဲ့အတွက်ပင်လယ်ရင်နဲ့ထဲရွှေအောင်ပိတ်ဆက်ရှာဖို့ကိစ္စကိုတငယ်ချင်း၃ယောက်တိုင်မမီခိုးထွက်လာကြပါတော့တယ်။ဒါပေမဲ့ဒီလိုခိုးသွားတာကိုသိတဲ့တိုက်စံအမလိုက်လာပြီးသူလက်တီခီးမှာပေါဝင်ကူညီခြင်းနဲ့လို့ပြောလိုက်ပါတယ်။အန်နာကတော့စိုက်ကလော့မျိုးနယ်ဖြစ်တဲ့မျက်စိတစ်လုံးနဲ့တိုက်စံအောင်ကြည့်မြင်ရတာကြောင့်နေငါတို့နဲ့လိုက်မယ်ဆိုရင်အဖြစ်မနေနင်းမျက်စိကိုဒီစပရေးဖျက်ရမယ်လို့ပြောလိုက်ပြီးသူမရဲ့စပရေးဘူးနဲ့ထုတ်ဖျက်လိုက်တဲ့အခါ တိုက်ဆန်းမျက်လုံးကတာမန်လူတွေလိုနှလုံးဖြစ်သွားပြီးတော့ဆေးရှိန်ပြဲသွားတဲ့ခါကျရင်တော့အရင်လိုမျက်စိတစ်လုံးပဲပြန်ဖြစ်သွားမှာပါအဲ့လိုနဲ့အန်နာတောနတ်ထဲမှာပဲလေချွန်လိုက်တဲ့ခါမှာတော့မျက်လုံးနှလုံးလိုလိုမိသီးနှလုံးလိုလိုနဲ့အမောင်ထဲကနေအလင်းရောင်နှစ်ခုထွက်လာပြီအနာကိုဘွားကနေရောက်လာတော့မှကားစုပ်ကြီးတစီဖြစ်နေကအဲ့ဒီကားကိုမောင်းတဲ့မျိုးသမီး၃ယောက်ကတော့မျက်လုံးမပါတဲ့ဆုံးမတွေသာဖြစ်ပါတယ်ကားပေါ်တက်ပြီးတဲ့နောက်မှာတော့မျက်မမြင်ဆုံးမ၃ယောက်ဟာကားကိုဒရဒချမ်းမောင်းထွက်လာပြီတောအုပ်ကြီးထဲမှာပဲဒရဒချမ်းမောင်းနေနေလိုက်ကသူတို့၃ယောက်မှာမှတစ်လုံးနဲ့ရှိတဲ့မျက်လုံးတစ်လုံးလိုက်ရှာနေခဲ့ပါတယ် ဲ့လိုနဲ့သူတို့မောင်းလာတဲ့ကတောရရဲ့တပင်ယူတက်တဲ့ဝင်ကြုံမလို့ဖြစ်နေတဲ့အတွက်စုံမတွေကကားကိုနှစ်ချမ်းခွဲလိုက်တဲ့ကအလဲတက်တဲ့မှာထိုင်နေတဲ့ပါစီကဟိုဘက်နဲ့ဒီဘက်ကားရာကြီးဖြစ်နေတဲ့အတွက်တိုက်ဆန်ကပဲသူ့ဘက်ကိုဆွဲခေါ်ပြီးလိုက်ရပါတယ်ဒီလိုနဲ့နှစ်ချမ်းခွဲနေတဲ့ကားပြန်ပေါင်းသွားပြီးတဲ့နောက်မှာတော့သူတို့မောင်းနေတဲ့ကားတဖြည်းဖြည်းနဲ့မြို့ထဲဘက်ကိုရောက်လာပြီမကြခင်မှာပဲသူတို့သွားမယ်မြို့ကိုရောက်သွားပါတော့တယ်ဒါပေမဲ့မြို့ပေါ်ရောက်ပြီးမကြခင်မှာပဲသူတို့အဖွဲ့ကိုနောက်ရောက်ခံလိုက်တဲ့ခံလိုက်ရပြီအဲ့ဒီနောက်ရောက်ခံလိုက်တဲ့အဖွဲ့ကပဲ Grover ကိုဖမ်းခေါ်သွားကဖမ်းသွားတဲ့သူတွေကတော့လူရဲ့နောက်လိုက်တွေပဲဖြစ်ပါတယ် ဒါကြောင့်မဲ့သူတို့၃ယောက်ဟာ Global ကိုပြန်ကယ်နိုင်ဖို့အတွက်မြို့ပေါ်မှာရှိတဲ့လူရဲ့ဖခင် Hamis ကိုတွတ်ရှာခဲ့ပါတယ်။အဲ့လိုနဲ့ Hamis ကြီးရောက်တဲ့အခါမှာတော့ Hamis ရဲ့ Star Luke က Global ကိုဖမ်းသွားတဲ့အကြောင်းပြောပြလိုက်တာကြောင့် Hamis ကလည်းသူ့ရဲ့လုပ်ငန်းလေပတ်နေတဲ့နေရာကိုခေါ်သွားခဲ့လိုက်ပါတယ်။အဲ့လိုနဲ့ Hamis ကသူ့သားရဲ့အရုပ်ထုပ်တွေစိတ်မကောင်းပါဘူးလို့ပြောလိုက်ပြီးအကူအညီပေးတဲ့အနေနဲ့ spray တစ်ခုနဲ့တိုက်ခွေတစ်ခုပေးလိုက်ပြီးတော့အဲ့ဒီပစ္စည်းတစ်ခုကမင်းတို့လိုအပ်လာတဲ့အခါအသုံးတည့်ပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ လူရှိမဲ့နေရာကိုခြေရခံမှုအတွက်ကိုတော့သူကင်နာတဲ့ငွေရောင်မော်ဒုတ်တန်ကမွေးနှကောင်ကနေတစင်းပြောပြပေးလိုက်ပြီးစိတ်ဆိုးနေတဲ့သူ့သားကိုတောင်းပန်တယ်ဆိုတဲ့အကြောင်းမှစကားပါလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့ဖွဲ့ဟာလူရှိမဲ့နေရာကိုလိုက်သွားကြပြီးလူရဲ့တင်းမောကကန်းစက်ရံနေထွက်ခွာသွားပြီဖြစ်လို့သူတို့မှလည်းလေမရှိတဲ့အတွက်ပါစီရဲ့စိတ်ညစ်နေခဲ့ပါတယ်။ဒါပေမဲ့တိုင်ဆန်ကတော့ကိစ္စမရှိဘူးအဖေကိုကူညီတောင်းလိုက်မယ်လို့ပြောလိုက်ကပင်လယ်ရီကိုလက်နဲ့ထိလိုက်ပြီးအဖေကျွန်တော်တို့တွေကသွေးနော့စခန်းကိုကယ်တင်ဖို့စူးစမ်းနေတာအဲ့ဒီအပြင်ဖက်ငန်ထားတဲ့တငယ်ချင်းတယောက်ကိုလည်းကယ်ပေးရအောင်မယ်။ ဒါကြောင့်လူရဲ့သင်္ဘောကိုအမိလိုက်ဖို့အဖေရဲ့အကူအညီကိုလိုအပ်ပါတယ်လို့ပြောလိုက်တာ။ပင်လယ်ရေလက်နဲ့ထိလိုက်တဲ့အခါမှာတော့ချက်ချင်းဆိုသလိုပဲပင်လယ်ထဲကနေရောင်သွေးဆုံတဲ့မီးကြီးကောင်ထွက်လာပြီးသူတို့ရှေ့ကိုရောက်လာပါတော့တယ်။ဒီတော့မှပါစီကသူ့အဖေကိုလိုအပ်တယ်လို့မျိုးအကူအညီတောင်းနိုင်နေဆိုတော့သဘောပေါက်သွားပြီးသုံးယောက်သားမြင်းမော်တက်လိုက်ကြပါတော့တယ်။အဲ့လိုနဲ့ရေထဲကမြင်းကိုစီးသွားပြီးမကြခင်မှာပဲလူရဲ့သင်္ဘောကိုမိခဲ့ပါတယ်။ဒီလိုနဲ့သုံးယောက်သားလူရဲ့သင်္ဘောပေါ်ကိုခိုးတက်လာခဲ့ကြပြီးဖိုင်းကနားရတဲ့ Grover ကိုတိတ်တဆိတ်လိုက်ရှာခဲ့လိုက်ကြပါတယ်။ဒါပေမဲ့ Grover ကိုတော့မတွေ့ရပဲလူရဲ့အဆောက်အအုံလက်ထဲမှာပဲဖမ်းခံလိုက်ရပါတယ်။ ဖန်းငံပြီးတဲ့နောက်မှာတော့ပါစီယာငါတို့တငယ်ချင်း Grover ဘာမှလဲလို့မေးလိုက်တဲ့အခါလူက Grover ကိုငါလူတွေနဲ့အတူအရင်လွတ်ထားလိုက်ပြီလို့ပြောလိုက်ပြီအခုလောက်ဆိုရင်မိစ္ဆာပင်လယ်ဟိုတောင်ရောက်နေလောက်ပြီလို့ပြောလိုက်ကပင်လယ်ရေအောက်ထဲကနေသူရှာထားတဲ့ Chrono ရဲ့ counter line ကိုပါပြလိုက်ပါတော့တယ်လူကရွှေရောင်ပိတ်ဆတာရှိမယ်ဆိုရင် Chrono ရဲ့စွမ်းအောက်ရယူပြီး Olympic နဲ့အတူတကဘာလုံးဖြည့်ဆည်းနိုင်မှာလို့ပြောလိုက်တဲ့အတွက်အန်နာကလည်းနင့်ဖေကိုမုန်းတာနဲ့ပဲကဘာကြီးကိုဖြည့်ဆည်းပြတာဘာမှမဆိုင်ဘူးလို့ပြောလိုက်ကလူရဲ့အဖေနဲ့တွေ့တော့ကအဖေဖြစ်သူကလူ့ကိုတောင်းပန်စကားပြောခဲ့တဲ့အကြောင်းမှပြောလိုက်ပါတယ် ။လူကတော့တောင်းမှန်စကားပြောတာတောင်အဖေကကိုယ်တိုင်လာမပြောနိုင်ဘူးလားလို့မေးလိုက်ပြီးဒေါသတကြီးနဲ့သူတို့သုံးယောက်အချုပ်ခန်းနဲ့ဖမ်းထည့်ထားလိုက်ပါတော့တယ်။အဲ့လိုနဲ့လေဝမ်းပိုက်ထဲမှာဖမ်းခံရတဲ့ပါစီဟာလူရဲ့အဖေပေးလိုက်တဲ့အကွယ်ပစ္စည်းတွေဟာသူ့ရဲ့ကြောဘူးအိတ်ထဲမှာရောက်နေတာမို့လို့အဲ့ဒီကြောဘူးအိတ်ကိုရဖို့အတွက်သူ့ရဲ့စိတ်ဆွမ်းအားနဲ့ပင်လယ်ရေကိုလိုင်းထိုင်အောင်လုပ်လိုက်ပါတော့တယ်။ဒါကြောင့်မဲ့ပင်လယ်ရလည်းရုတ်တရက်ကြီးလိုင်းထန်လိုက်ပြီးလေရဟိုဘက်ဒီဘက်လူရတဲ့အခါမှာတော့နိုင်ရမချိတ်ထားတဲ့လွဲကြီးကသူတို့အချုပ်ခန်းနောက်ပြုတ်ကျလာပါတော့တယ်။ဒီတော့မှပါစီကလွဲကြီးထဲကနေတဆင့်တိုက်ခွေကိုဆွဲယူလိုက်ပြီး အဲ့ဒီတိတ်ခွေနဲ့အချုပ်ခန်းတကားမှာကတ်လိုက်တဲ့အခါမှာတော့သူကတ်လိုက်တဲ့အရာအတိုင်းအချုပ်ခန်းတကားကပေါက်ပြဲသွားပြီးလူတကောစာထွက်လို့ရသွားပါတော့တယ်ဒီလိုနဲ့သူတို့၃ယောက်ဟာအချုပ်ခန်းထဲကနေထွက်ပြေးလာတော့မှပဲလူရဲ့တပည့်တွေကတွေ့သွားပြီးသူတို့၃ယောက်တိုက်ခိုက်ကြပါတော့တယ်ဒီလိုတိုက်ခိုက်ရင်းနဲ့ပဲအန်နာဟာလေဝမ်းမိုက်ထဲမှာထဲထားတဲ့တက်ကဲလေးအသေးစားကိုဆွဲထုတ်လိုက်ပြီးအဲ့ဒီလေနဲ့ပဲထွက်ပြေးဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့ညံကြီးရှင်တိုက်ဆန်းရတော့လေအသေးမှတက်ဆင်ရမယ့်မော်တာကိုမော်တာမှမသိပဲရေထဲကိုပြေးချလိုက်တဲ့အတွက်အန်နာကတော့ဒေါသထွက်နေခဲ့ပါတယ် ပါစီကတော့အန်နာတို့နှစ်ယောက်အရင်ပြင်းနေမို့ပြောလိုက်ပြီ။သူနောက်မှလိုက်လာမယ်လို့ပြောလိုက်ကပင်လယ်ရေတွေကိုသူ့ရဲ့စိတ်ဆွမ်းအားနဲ့ပဲချုပ်ကင်နိုင်ခဲ့ပါတယ်။အန်နာကတော့မော်တာမရှိတော့တဲ့အတွက်လူရဲ့အဖေပေးလိုက်တဲ့စပရေးဘူးကိုအသုံးချမယ်ဆိုပြီးစပရေးဘူးဖုံးဖွင့်လိုက်တဲ့အခါမှာတော့ဘူးတွေကနေတချိန်လုံးလေတွေထွက်လာပြီးအဲ့ဒီပြင်းထန်တဲ့လေအားနဲ့ပဲသူတို့လေကိုမောင်းထွက်ခဲ့ပါတယ်။အဲ့လိုနဲ့ပါစီကတော့ပင်လယ်ရေကိုစိတ်ဆွမ်းအားနဲ့ညှို့ယူလိုက်ပြီးလှိုင်းစီးပြီးထွက်ပြေးဖို့လုပ်နေတာကြောင့်လူကလည်းလှိုင်းစီးပြီးလိုက်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ကလိုက်လာတဲ့လူကိုပါစီကသူစည်းလာတဲ့လိုက်နဲ့ပဲရိုက်ချပစ်ခဲ့ပါတယ်။ ဲ့လိုနဲ့လိုင်းစည်းလာတဲ့ပါစီဟာမကြခင်မှာပဲအနာရိုးရဲ့လေကိုအမိလိုက်နိုင်ခဲ့ပါတယ်။အဲ့နောက်မှာတော့ပါစီဟာသူကင်ထားတဲ့စပရေးဘူးကိုတိုက်ဆန်အောင်တလက်ကူကင်ပေးအောင်မလားလို့အကူအညီတောင်းလိုက်တဲ့အတွက်တိုက်ဆန်ဝမ်းသာသွားပြီးငါ့ကိုဒီလိုမျိုးယုံကြည်ပေးတဲ့ကျေးဇူးပါလို့ပြောလိုက်ကငါအရင်တောင်ပေါ်မှာနေတော့ဟာတောင်ပေါ်မှာစခန်းချတဲ့ကောင်လေးတွေကငါ့ကိုတွေ့တဲ့ခါကျရင်မကောင်းဆိုးဝါလိုမျိုးကြောက်လန့်ပြီးထွက်ပြေးသွားကြတယ်။အဲ့ဒါကြောင့်မင်္ဂလာတစ်ခါခါကျရင်ကိုကိုကိုမကောင်းဆိုးဝါလိုခံစားရတယ်လို့ပြောလိုက်တာကြောင့်ပါစီယာမင်းကမကောင်းဆိုးဝါမဟုတ်ပါဘူးကိုကိုကိုအဲ့လိုရဲရဲဆက်ဆက်မတွေးပါနဲ့လို့နှစ်သိမ့်ပေးလိုက်ပါတယ်။ ဒီလိုနဲ့စပရေးဖို့ဖွင့်မီလီမောင်းနေတဲ့တိုင်ဆန်ကိုအန်နာကဒီကောင်ကတော့တိတ်မြုံမေးနိုင်ဘူးလို့ပြောလိုက်တဲ့အတွက်ပါစီကလည်းနင်ပါလို့ဒီကောင်အတလုံးမုန်းနေရတာလေလို့မေးလိုက်ပါတယ်။ဒီတော့မှအန်နာကလွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကငါတို့တငယ်ချင်းတဲလီယာကိုတတ်သွားတဲ့သူကသူ့လိုမျိုးမျက်စိတစ်လုံးကောင်းမယ်လို့ပြောလိုက်ကတိုင်ဆန်ရဲ့မျိုးနွယ်ဝင်တွေကြောင့်သူမတငယ်ချင်းအသက်ဆုံးရှုံးခဲ့ရတာမို့လို့တိုင်ဆန်ကိုကြည့်မြန်ဖြစ်နေခဲ့တာပါ။အဲ့လိုစကားပြောနေတုန်းမှပဲရုတ်တရက်ကြီးကောင်းငင်ကမဲမောင်သွားတဲ့အတွက်ပင်လယ်မိဆာရှိတဲ့နေရာကိုသူတို့ရောက်နေပြီဆိုတော့သဘောပေါက်သွားပါတော့တယ်။ဒီချိန်မှာပဲတိုင်ဆန်မင်းတို့ငါ့ကိုစိတ်မဆိုးဘူးမလားလို့မေးလိုက်ပြီ။ သူကင်နာတဲ့စပရေးဘူးကသူ့လက်ထဲမှာအဖုံးမကျနေခဲ့တဲ့အကြောင်းပြောလိုက်တဲ့အတွက်နကိုရဲအကြီးမြတ်ဖြစ်နေတဲ့အန်နာကပို့တော်သားထွက်သွားခဲ့ပါတယ်။ဒီချိန်မှာပဲသူတို့လေဘေးနာကိုငမန်းလုံးအကောင်တစ်ကောင်ကဝိုင်းလာကတဖြည်းဖြည်းနဲ့တစ်ကောင်မကပဲပို့ပို့များလာတာကိုတွေ့ရပါတယ်။အဲ့လိုနဲ့လေနာကတ်လာတဲ့ငမန်းရဲ့စူးတောင်လို့ရတဲ့သေချာကြည့်လိုက်တဲ့အခါမှာတော့ငမန်းတစ်ကောင်မဟုတ်ပဲပင်လယ်မိဆာရဲ့ပါဇက်ကြီးရဲ့ရောက်နေပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ဒီလိုနဲ့သူတို့မောင်းပြေးဖို့စပရေးဘူးကလည်းမရှိတော့ပေမို့လို့၃ယောက်သားပင်လယ်မိဆာရဲ့ပါဇက်ကလှုပ်ဖို့အတွက်ပါလာတဲ့လော်ရက်နဲ့ရအောင်လော်ကတ်ကြပါမယ်။ ဘလို့မှမလွတ်နိုင်တော့ပဲတဖြည်းဖြည်းနဲ့ပင်လယ်မိတ်ဆာရဲ့ပါဇက်ထဲကိုကြာဆင်းသွားပါတော့တယ်။အဲ့လိုနဲ့သူတို့သုံးယောက်ဟာပင်လယ်မိတ်ဆာရဲ့ဝမ်းပိုက်ထဲကိုရောက်သွားပြီးအဲ့ဒီဝမ်းပိုက်ထဲမှာတခြားသင်္ဘောအပြတ်တွေနဲ့အပြတ်စီးမျိုးစုံကိုတွေ့လိုက်ရတဲ့အတွက်လူတွေပြောပြောနေတဲ့ဘာမျိုရာထရီကန်ဒေတာမှပျောက်ဆုံးသွားတဲ့ပစ္စည်းတွေဟာဒီမှာလာစုနေရပဲလို့ပြောလိုက်ပြီးအဲ့ဒီအချိန်မှာပဲ Clarice ရဲ့အတန်အောင်ကြားလိုက်ရတာကြောင့်အတန်လာရဘက်ထွက်ကြည့်လိုက်တဲ့အခါလေပေါ်မှာလေထိုးသားရည်နဲ့လှုပ်ရှုပ်နေတဲ့ Clarice ကိုတွေ့လိုက်ရပါတော့တယ်။ဒီလိုနဲ့ Clarice ကလည်းသူတို့သုံးယောက်ကိုတွေ့လိုက်ရတဲ့အတွက်အံ့ဩသွားပြီး ကလရီရဲ့သမောပေါ်မှာပါလာတဲ့သမောသားတွေကတော့ဇွန်ဘီဒေတာဖြစ်နေခဲ့ပါတယ်။အဲ့လိုနဲ့သူတို့တွေပူးပေါင်းလိုက်ကြပြီးကလရီရဲ့သမောအမြောက်ဆန်အနေနဲ့တဆင်ပင်လယ်မိတ်ဆာရဲ့ဦးနှံရံဖောက်ထွက်မှဖြစ်မယ်လို့ပြောလိုက်ကပါစီရဲ့ဦးဆောင်ပြီးပင်လယ်မိတ်ဆာရဲ့ဦးနှံရံကိုအမြောက်နဲ့ပြစ်ခတ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲပောက်ထွက်သွားတဲ့ဦးနှံရံအနေနဲ့တဆင်သူတို့သမောကိုမောင်းထွက်လာတဲ့အခါရေအောက်ထဲရောက်နေတာကြောင့်ရေတုရဲ့ဖိအားကိုမခံနိုင်လို့သမောမှန်တွေကကွဲအပ်လာခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းခြင်းတော့မှန်နေအားလုံးမကွဲခင်ပါပဲ။သူတို့သမောကရေပြင်ပေါ်ကိုတက်နိုင်ခဲ့ပါတယ်။ အဲ့လိုနဲ့ပါစီဟာပင်လယ်ရေမျက်နှာပြုံကြည့်လိုက်တဲ့အခါမှာတော့တခြားသူတွေမမြင်နိုင်တဲ့မြေပုံလမ်းညွန်လိုပုံစံမျိုးကိုမြင်လိုက်ရပြီအဲ့ဒီလမ်းညွန်ကနေတစ်ဆင့်ရွှေရောင်ပိတ်ဆတ်ရှိရစီသွားမဲ့လမ်းကိုရှာတွေ့ခဲ့ပါတယ်ဒီလိုနဲ့မကြခင်မှာပဲသူတို့တင်မော့ဟာကစားကွင်းအဟောင်းနဲ့အများကြီးရှိတဲ့ကျွန်းတကျွန်းကိုတွေ့လိုက်ရပါတယ်အဲ့လိုနဲ့ကျွန်းပေါ်ရောက်တဲ့အခါမှာတော့သူတို့လေးယောက်ဟာ roller coaster အသေးစားတစ်ခုကိုတက်စီးလိုက်ပြီးကြောက်ကူကြီးတစ်ခုလည်းရောက်သွားခဲ့ပါတယ်။ကြောက်ကူထဲမှာတော့ grover တို့လိုမျိုးစိတ်လူသားတွေရဲ့အယိုးစုကိုတွေ့ရတဲ့အတွက်သူတို့အဖွဲ့လည်းသတိကြီးကြီးထားပြီးဝင်လာခဲ့လိုက်ကြပါတယ်။ ဒီလိုနဲ့သူတို့အထဲဝင်ခြင်းမှာပဲမျက်စိတစ်လုံးပဲပါတဲ့စိုက်ကလော့တကောင်ဟာအစာမစားရတာနဲ့ရရှိပြီဖြစ်လို့ဒေါသတွေပောက်ကွဲနေတာဖြစ်ပြီးသူဒေါသပောက်ကွဲနေတဲ့သူကတော့ Grover ပဲဖြစ်က Grover ကတော့သူ့အစာမခံရဖို့အတွက်သူ့ရဲ့နှစ်ဖူးမှာမျက်စိတစ်လုံးပါတဲ့စတစ်ကာကိုကတ်ထားခဲ့ပြီးအမြင်အာရုံမကောင်းတဲ့စိုက်ကလော့ကိုလှည့်စားကအသက်ရှင်နေခဲ့ရတာပါဒါကြောင့်မယ်ပါစီတို့အဖွဲ့ဟာစိုက်ကလော့ကြီးမကြအောင်လို့ Grover ကိုလှမ်းခေါ်လိုက်ပြီး Grover ကတော့မျက်စိမကောင်းတဲ့စိုက်ကလော့ကြီးစားတာမခံရဖို့အတွက်အောက်ကဂါဝင်ယူဖို့ပြီး အပေါ်ကလည်းသပင်တုလိုမျိုးတတ်တာကမျက်စိတစ်လုံးစတစ်ကာကတ်ထားပြီးဆက်ကလော့အမတ်ကောင်လိုပုံစံမျိုးနေထိုင်နေခဲ့တာပါဒီလိုတွေကိုယုတ်ကာယဝတ်ဆင်ထားရတဲ့ grover ကို cleric ကအမိအရပဲတပ်ပုံရယူထားခဲ့ပါတယ်အဲ့လိုနဲ့သူတို့လိုချင်တဲ့ရွှေရောင်ပိတ်စာဟာ cyclo easy မှာရှိတဲ့အတွက်ပိတ်စာကိုရဖို့ရေး grover အာယုံလွှဲထားလိုက်ကပါစီကတော့ cyclo ရဲ့ပခုံးပေါ်မှာတင်ထားတဲ့ရွှေရောင်ပိတ်စာကိုနောက်ကနေဒုတ်နဲ့ထိုးပြီးလမ်းယူဖို့လုပ်နေခဲ့ပါတယ် cyclo ya အမင်းအာယုံမကောင်းပေမဲ့ပါစီတို့သွင်းတော်တွေရဲ့အနံ့ကိုရလိုက်တာကြောင့် grover ဘတ်ကိုလှည့်ပြီးမင်းသွင်းတော်တွေအနံ့ကိုမရဘူးလားလို့မေးနေတော့မှပဲ သူပကုံးမွာရွှေအောင်ပိတ်စာကိုတစုံတရာလမ်းယူနေတော့တည်ထားမိသွားပြီသွေးနှောတွေဂူထဲရောက်နေရဆိုတော့သိသွားပါတော့တယ်ဒီလိုနဲ့စိုက်ကလော့ကောင်ကြီးကသွေးနှောတွေကိုအရှင်လက်လက်စားပြစ်မယ်ဆိုပြီးပါစီတို့နားကိုကတ်လာတော့မှပဲတိုက်စန်းရှစ်ထွက်လာပြီးသူလက်မျက်စိတစ်လုံးနဲ့စိုက်ကလော့ဖြစ်တဲ့အတွက်မျိုးနွယ်တူတွေဖြစ်ကြောင်းပြောလိုက်ပြီးမယ်စိုက်ကလော့ကြီးကမင်းကစိုက်ကလော့မျိုးနွယ်မဟုတ်ဘူးမျိုးနွယ်စုကိုတစ္ဆာဖောက်တဲ့ကောင်လို့ပြောလိုက်ပြီးတော့တိုက်စန်းအောင်ရန်ပြုတ်မလို့လုံနေတော့မှပဲဒါကိုခွင့်ကောင်းယူပြီးပကုံးမွာရွှေအောင်ပိတ်စာကိုပါစီတို့ကယူလိုက်ပါတော့တယ် ပိတ်ဆပ်ပါသွားတဲ့အတွက်စိုက်ကလော်ကြီးကရောသားထွက်သွားပြီသူတို့တွေလက်ထဲကနေပိတ်ဆပ်ကိုပြန်ယူဖို့ကြိုးစားပေးမယ်သူတို့ကလည်းပိတ်ဆပ်ကိုတယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီးပြပေးနေရကြောင်းစိုက်ကလော်ကြီးကပိတ်ဆပ်ကိုမရဘဲဖြစ်နေခဲ့ပါတယ်ဒီချိန်မှာပဲစိုက်ကလော်ရောင်ဆောင်ထားတဲ့ Grover ကလည်းသူရောင်ဆောင်ထားတဲ့ဟာတွေကိုဆွဲဖြုတ်လိုက်ပြီးသူ့ကိုယ်သူစေတာတယောက်ဖြစ်ကြောင်းပြလိုက်တဲ့အခါမှာတော့စိုက်ကလော်ကြီးကသူ့ကိုလှည့်စားခဲ့တဲ့အတွက်ပိုတော့သာထွက်သွားပြီးသူတို့အားလုံးနောက်ကိုတဲကြီးမဲကြီးလိုက်ပါတော့တယ်ဒီလိုနဲ့သူတို့တွေကဂူအပြင်ဘက်ကိုရောက်အောင်ထွက်ပြေးလိုက်ပြီးစိုက်ကလော်ကြီးမလိုက်လာနိုင်အောင်လို့ကြောက်တုံးကြီးနဲ့ပိတ်ပစ်ခဲ့ပါတယ် ဒီလိုနဲ့သူတို့အဖွဲ့ဟာပိတ်ဆောက်ကိုရယူလိုက်နိုင်ပြီဆိုပြီးဝန်တာနေကြတော့မှာပဲအပြင်မှာအတင်းဆောက်နေတဲ့လူနဲ့သူ့အဖွဲ့သားတွေကိုတွေ့လဲရပါတော့တယ်အဲ့လိုနဲ့ပိတ်ဆောက်ကိုလိုချင်တဲ့လူဟာပါစီကိုမြနဲ့ပြစ်လိုက်တဲ့အတွက်ဒါကိုမြင်လိုက်ရတဲ့တိုင်ဆန်ကပါစီရှိရနေကာကွယ်ပေးလိုက်ပြီးမြားတန်ရန်နဲ့ပဲပင်လက်ကျောင်းနဲ့ကြီးတွေကိုပြုတ်ကျသွားပါတော့တယ်ဒီလိုနဲ့ရွှေရောင်ပိတ်ဆောက်ကလည်းအင်အားတောင်းတဲ့လူတို့လက်ထဲကိုပါသွားခဲ့ပါတယ်အဲ့နောက်မှာတော့လူဟာပါစီတို့အဖွဲ့သားတွေကိုတိုင်မာကျိုးတုတ်ထားလိုက်ပြီးရွှေရောင်ပိတ်ဆက်နဲ့ခရိုနိုရဲ့ဝိညာဉ်ကိုအသက်ပြန်သွင်းဖို့လုပ်နေခဲ့ပါတယ်။ပါစီကတော့သူ့စားများပြစ်ခတ်သွားတဲ့ တိုက်ဆန်ရဲ့အကြောင်းအတွေးမိကစိတ်မကောင်းဖြစ်နေရပြီသူညီကိုဖြစ်ခဲ့တဲ့တိုက်ဆန်ကိုညီကိုလို့တော့မခေါ်လိုက်ခဲ့ရတာမို့အတော်လေးကိုယူကျုံမြတ်ဖြစ်နေခဲ့တာပါဒီလိုနဲ့ပါစီယာငါငါရဲ့ညီကိုတော့မကယ်နိုင်တဲ့အပြင်ငါကြောင့်မဲ့အိုလံပတ်ကြီးရဲ့ပျက်စီးရတော့မှလို့ပြောလိုက်တဲ့အတွက်ဒီလိုစိတ်ရကြနေတဲ့ပါစီကိုအန်နာအားပေးစကားပြောလိုက်ပြီးနင့်ကုံနေယုံကြည်မှုရှိရှိနဲ့နင်ပါကောင်လဲဆိုတာကိုနင့်အဖေကိုပြတ်လိုက်စမ်းပါလို့ပြောလိုက်ပါတယ်ဒီတစ်ခါမှတော့ထူးထူးဆန်းဆန်းနဲ့ပဲပါစီကိုမျက်နှင်ခဲ့တဲ့ကလဲရစ်ကပါဒီစကားကိုဝင်ထောက်ခံလိုက်ပြီးပါစီရဲ့ဥဆောင်မှုနောက်ကိုသူတို့တွေလိုက်ကြမယ်လို့ပြောလိုက်ပါတယ် အဲ့လိုနဲ့လူကလည်းခရိုနိုရဲ့ခေါင်းတလားပေါ်မှာရွှေရောင်ပိတ်စာကိုတင်လိုက်ပြီးခရိုနိုပြန်အသက်သွင်းနေခဲ့ပါပြီ။ဒါအောင်မြင်လိုက်ရတဲ့ပါစီကလည်းကြိုးတုပ်ခံထားရတဲ့နဲ့ပဲသူ့အိတ်ကတ်ထဲကဖောင်တိန်တစ်ချောင်းထုတ်လိုက်ပြီးအဲ့ဒီဖောင်တိန်ကိုခလုံးလိုက်လိုက်တဲ့ခါမှာတော့ဒါအရှိကြီးဖြစ်သွားကဂရိုဗာရဲ့လက်ကကြိုးတွေကိုဖျက်ပေးပြီးသားဖြစ်သွားပါတော့တယ်။ဒီလိုနဲ့တုတ်ထားတဲ့ကြိုးတွေကိုဖျက်နိုင်ခဲ့တဲ့ပါစီတို့ဟာအသက်သွင်းနေကြတဲ့လူရဲ့ဖွဲ့သားတွေကိုတိုက်ခိုက်ပါတော့တယ်။အဲ့လိုနဲ့လူနဲ့ပါစီနဲ့နဘန်းလုံးနေကြရင်လူကပါစီကိုဓာတ်နဲ့ထိုးတတ်ဖို့လုပ်နေတဲ့အတွက်ဒီချိန်မှာပဲတည်သွားပြီလို့ထင်ခဲ့ရတဲ့တိုက်စံဟာသူ့နှစ်ယောက်ရဲ့ရှေ့ကိုရောက်လာပြီ ပါစီယိုကူညီပေးခဲ့ပါတယ်။တကယ်တော့သူတို့ညီကိုနှစ်ယောက်ရဲ့အဖေကပိုဆိုင်တန်ရေနပ်ပြားဖြစ်တယ်မို့လို့ရေထဲကျလာတဲ့တိုက်ဆန်ကိုကယ်တင်ပေးခဲ့တာပါ။ဒီလိုနဲ့ညီကိုနှစ်ယောက်လွမ်းတယ်နေတော့မှာပဲခရိုနိုရဲ့ကောင်းတလာပွင့်ထွက်သွားခဲ့ပြီးခရိုနိုကြီးကလည်းစတင်အသက်ဝင်လာပါတော့တယ်။ဒါပေမဲ့ပါစီကတော့သူ့ရဲ့ဓာတ်ကိုဆွဲကင်ကနိုးထလာတဲ့ခရိုနိုရဲ့လက်ပေါ်ကိုတတ်သွားလိုက်ပြီးပါစီယိုမြင်တဲ့ခရိုနိုကလည်းသူ့ရဲ့မီးလက်ဝိုင်းနဲ့ပါစီယိုညှက်တက်လိုက်ပေမဲ့ပါစီယားမသေးပဲခရိုနိုရဲ့လက်တွေသာကျိုးပဲ့သွားပြီ ဲ့ဒီလက်ပေါ်ကနေတစင်ရင်ဘတ်တီရအောင်တတ်သွားလိုက်ပြီရင်ဘတ်တက်တက်ကိုသူ့ရဲ့နဖရားသားနဲ့ထိုးဆိုင်လိုက်ကအောက်ထိတစ်ချိန်ထိုးဆွဲချလိုက်တဲ့အခါမှာတော့ခုမှအသက်ဝင်လာတဲ့ခရိုနိုကောင်ကြီးဟာအခုပဲပြန်တက်ခံလိုက်ရပြီသူ့နားမှာရှိနေတဲ့လူတွေလည်းလွင့်စင်ထောက်ကောင်မာတော့တယ်ဒီလိုလွင့်ထွက်သွားတဲ့တဲမှာလူလည်းပါသွားခဲ့ပြီစိုက်ကလော့ကြီးရှိတဲ့ဂူထဲကိုကြာသွားခဲ့တာကြောင့်စိုက်ကလော့ကြီးရဲ့ညစာအဖြစ်သုံးဆောင်ခံလိုက်ရပါတော့တယ်အဲ့လိုနဲ့ရွှေရောင်ပိတ်ဆောက်ကိုရလိုက်ပြီဖြစ်တဲ့ပါစီဟာပိတ်ဆောက်ကိုကလဲရီရဲ့လက်ထဲကိုပေးလိုက်ပြီအကြီးကဲလေးစီမှာဂုံပြူကန်ငယ်အောင်လုပ်ပေးလိုက်ပါတယ်ဒီလိုနဲ့သူတို့သွေးနော့စကန်ကိုပြန်ရောက်တဲ့အခါမှာတော့ အကာအကွယ်တစ်ပင်ကြီးကိုရွှေအောင်ပိတ်စနဲ့အုပ်လိုက်တဲ့အခါအရင်လိုပဲသူတို့စခန်းကပြန်လဲလုံခြုံသွားခဲ့ပြီးကလဲရစ်ကိုတော့ပိတ်စကိုယူလာပေးနိုင်တဲ့သူအဖြစ်အကောင်လုံးကဝိုင်းဝန်းချိမြောက်နေကြပါတယ်ဒီလိုနဲ့နောက်ဆုံးကမ်းမှာတော့ရွှေအောင်ပိတ်စအုပ်ထားခဲ့တဲ့မော်တစ်ပင်ကြီးရဲ့ချင်းရနဲ့လွန်ခဲ့တဲ့ခုနှစ်နှစ်ကတည်ဆုံသွားခဲ့တဲ့တယ်လီယာဆိုတဲ့သူတို့တငယ်ချင်းကောင်မလေးရလည်းအသက်ပြန်ရှင်လာခဲ့ပြီးဇလန်းလေးရလည်းဆုံးသက်သွားခဲ့ပါတယ်